ကျောင်းစုမြို့နယ်ဝေါ်တောင်ကျေးဝနာကပင်လယ်ဒီမှာစစ်ကောက်စီတပ်နဲ့တော်လန်ရဲပူပေါင်းတပ်တွေနှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ကျောင်းစုမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့နဲ့ဒေသခံအချို့စီကတီးရပါတယ်။မန်လာ73ရင်းနေည9နာရီလောက်မှာစစ်ကောက်စီတပ်သားတွေဘူစောထီးတွေအင်အား60လောက်နဲ့ပစ်ခတ်မှုဖြစ်ခဲ့တာကိုကျောင်းစုမြို့နယ်ပါကာဖာကမန်လာ75ရင်းနေကထုတ်ပြန်ထားတာပါ။ပိတ်ခတ်မှုဖြစ်စဉ်တွင်စစ်ကောက်စီတပ်သားတွေရဲ့ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါရစေ။ တွန်လိုင်းရေးတပ်ဘက်ကတော့အထူးခိုက်မရှိပြန်လည်ဆွခွာနိုင်ခဲ့တယ်လို့အဲ့ဒီပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ကျောစုမြို့နယ်ပကဖတပ်ဖွဲ့ဝင်တွေလာမှာကိုစစ်ကောက်စီတပ်ကကြိုတင်တင်ရတဲ့အတွက်အလက်ငိုက်တက်ခတ်ဖို့လာရောက်စောက်ဆိုင်နေချင်းတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဒေသခံတို့ကဆိုပါတယ်။လက်ရှိဝေါ်တောင်ရွာနာမှာစစ်တင်ပေါ်သစင်းမဲ့ခြံနေခဲ့ပြီးကြံတဲ့စစ်တင်ပေါ်နေလေငယ်တွေပြန်ဆုတ်သွားကြပြီလို့ဒေတာခန့်အချို့စီကတီးရပါဗျ။ ကျောစုမျိုးနယ်ရဲ့နယ်မြေအများစုဟာပင်လယ်ထဲကကျောတွေဖြစ်ကြပြီးလက်ရှိတိုက်ပွဲဖြစ်တဲ့ဒေသဟာတနင်္သာရီမျိုးရဲ့နောက်ဘက်တက်တဲ့မှာတည်ရှိပါတယ်။